သူ့ရဲ့အမေအရင်ကိုတိုင်ကိုကဒီကလေး၃ယောက်ကိုဒီဘောနော်တရားဘောကနေပြီးချောင်းထဲကိုပြစ်ချပြီးတော့သူကတက်ဖို့ထီလောက်တာကျွန်တော်အဲ့ဒီရဆိုကျွန်တော်ပြဿနာရှာတာကလေးကိုရေထဲပြစ်ချပြီးတက်ဖို့လောက်တယ်ဆိုတော့အမအဲ့ဒီပြန်ပြီးတော့မဟုတ်ဘူးတဲ့အမအပါရောပြီးတေးမှာပါအမအမတေးခြင်းတေးမတေးခြင်းနဲ့ကလေးတွေလောက်ပြအကြောင်းမရှိဘူးလို့အဲ့ကလေးအမေကိုကျွန်တော်ပြောတယ်အမလာတွေ့လို့ရတယ်ပြန်ခေါ်လို့မရဘူးတော့ကျွန်တော်ပြောတယ်လုံးဝလာလည်းမတွေ့ဘူးတဲ့ခေါ်လည်းမခေါ်ဘူးတဲ့ကျွန်မဟို ဟိုတွေ့ဖို့လည်းအစီအစဉ်မရှိတော့ဘူးတဲ့အတူမနေနိုင်ရင်တောင်မှပဲအတူမနေနိုင်ဖို့အခက်ခဲရှိရင်တောင်မှပဲဟိုကိုတာဝန်ယူနိုင်တဲ့လောက်ကိုယူပေးပါလက်လို့စပယ်တော့မလုပ်ပါနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုမွေးတာကိုမွေးတာလေကိုမွေးတာဟိုမကျွေးနိုင်ဘူးလားမကျွေးနိုင်တဲ့အတူနေပေးအတူမနေနိုင်ဘူးလားအတူမနေနိုင်ရင်တက်နိုင်တဲ့လောက်ကျွေးမွေးထောက်ပံ့ရမယ်တာဝန်ကအပြစ်ရှိတယ်အ ਨੇ ဆုံးတော့အဲ့ဒါတော့လုပ်ပေးနိုင်ရမယ်အံ့ဩဖို့တော့ကောင်းတယ်နော်ကိုမွေးထုတ်ထားတဲ့သာသမီကိုပြန်တက်ဖို့လုပ်တာ ကိုသားသမီးကိုပြန်တက်လို့အပြစ်မကြည့်ဘူးမထင်နဲ့เนาะအဝဇာတသားသမီးအနုဇာတသားသမီးအတိဇာတသားသမီးရဲ့ဆိုပြီးသားသမီး၃မျိုးရှိတဲ့အထဲမှာအနုဇာတအတိဇာတသားသမီးတွေကိုတက်ဖြတ်မိမယ်ဆိုရင်အဲ့ဒီမိဘမှာအရန်အပြစ်ကြီးတယ်เนาะ950နိပတ်တော်ပင်စကနိပတ်မဏိကုံတလဝတ်စူလာဓမ္မပါဠဇတ်တော်မှာဖခင်ဖြစ်တဲ့မဟာပတာပမင်းကအတိဇာတသားသမီးဖြစ်တဲ့ တားတော်ဓမ္မပါဠမင်းသားလေးကိုပြန်ပြီးတက်ဖြတ်ခဲ့တဲ့အတွက်ကြောင့်မြင်မြူပြီးအဝေးစီငရဲကိုကြားရောက်သွားရပါတယ်။ဒါကြောင့်မြင့်မြတ်တဲ့သားသမီးတွေကိုတတ်မယ်ဆိုရင်လေကြီးလေးတဲ့အပြစ်ကိုခံစားရတတ်ပါတယ်။ဒါကအပြစ်အနေနဲ့ပြောတာပါ။မိဘဖြစ်လာပြီဆိုရင်ကိုမွေးထုတ်ထားတဲ့သားသမီးဟာရုံညံ့တဲ့သားသမီးပဲဖြစ်စေမြင့်မြတ်တဲ့သားသမီးပဲဖြစ်စေမိဘတွေကပြုစုလုပ်ကြွေးပြီးစောင့်ရှောက်ရမှာဖြစ်ပါတယ်။ပြုစုလုပ်ကြွေးပြီးစောင့်ရှောက်ခြင်းမရှိဘဲနဲ့ ပက်ပြတယ်ဆိုတာဟာအမတန်မှယုံညံ့တဲ့အလုပ်ပဲဖြစ်ပါတယ်နော်အခုဆိုရင်ဒီတကာရဲ့ကျေးဇူးကြောင့်ကလေး၃ယောက်ဤအသက်ရှင်သန်ခွင့်ရခဲ့ပါတယ်နော်အမတန်မှကျေးဇူးတင်ဖို့ကောင်းပါတယ်အဲတကာတော့လဲပဲကိုဦးချမ်းမာခြင်းစိတ်ဤချမ်းသာခြင်းအပေါင်းနဲ့ပြည့်စုံပါစေဗျာနော်အရှင်ဖေရအစွဲလန်းအယံကြီးရင်ပေတဲ့အခါဘာဖြစ်တတ်လဲဖေရတဲ့လောဘသည်ပြိတ္တာဘုံကို ဖြစ်စေပါတယ် ေါသသည်ငရဲဘုံကိုဖြစ်စေပါれ။မောဟသည်တိရစ္ဆာန်ဘုံကို ဖြစ်စေပါれ။လောဘဒေါသမောဟဤတရား၃ပါးသည်ပြိတ္တာဘုံငရဲဘုံ တိရစ္ဆာန်ဘုံကိုဖြစ်စေတဲ့အတွက်ဆွဲလန်းကြီးတဲ့စိတ်နဲ့တည်မဲ့ဆိုရင်ပြိတ္တာဘုံကိုရောက်တတ်ပါれ။အရှင်ဖေယတတိတော်မိခင်ရှိစဉ်ကဂယုမဆိုင်ခဲ့လို့အခုနောင်တတွေနဲ့နေနေရပါれ။ကွယ်လွန်သွားတဲ့မိခင်ကို ဘယ်လိုကျေးဇူးဆက်ရင်ကောင်းမလဲလမ်းပြပေးတော်မူပါတဲ့သားသမီးတွေအပေါ်မှာမိဘတွေထားတဲ့မျှော်လင့်ချက်၅မျိုးဆိုတာရှိပါတယ်အဲ့ဒီမျှော်လင့်ချက်၅မျိုးကဘာတွေလဲဆိုရင်တငါတို့အသက်အရွယ်ကြီးရင်လာတဲ့အခါမှာငါတို့သားသမီးတွေကငါတို့ကိုတပံပြုစုလုပ်ကျွေးကြလိမ့်မယ်နှစ်ငါတို့ရဲ့အမှုကိစ္စတွေကိုငါတို့သားသမီးတွေကဆက်လက်ပြီးဆောင်ရွက်ကြလိမ့်မယ်သုံးငါတို့ရဲ့ဆွေစဉ်မျိုးဆက်တွေကို ါတို့သားသမီးတွေကဆက်လက်ပြီးထိမ့်သိမ်းကြလိမ့်မယ်။၄ငါတို့ပိုင်တဲ့စီးစိမ်ဥစ္စာတွေကိုငါတို့သားသမီးတွေကအမွေခံပြီးဆက်လက်ထိမ့်သိမ်းကြလိမ့်မယ်။ငါငါတို့ကွယ်လွန်သွားတဲ့အခါမှာငါတို့အတွက်ရည်စူးကုသိုလ်တွေပြုလုပ်ရင်ငါတို့ကိုအမြအတမ်းပေးဝေကြလိမ့်မယ်ဆိုတဲ့ညှို့လင်းချက်၅မျိုးပဲဖြစ်ပါတယ်။အဲ့ဒီညှို့လင်းချက်၅မျိုးထဲမှာနောက်ဆုံးနံပါတ်၅ဖြစ်တဲ့ငါတို့ကွယ်လွန်သွားတဲ့အခါမှာငါတို့အတွက်ရည်စူးကုသိုလ်တွေပြုလုပ်ရွေး ငါတို့ကိုအမြတမ်းပေးဝေကြလိမ့်မယ်ဆိုတဲ့အချက်ပါတာကြောင့်သာသမီတွေအနေဖြင့်ကွယ်လွန်သွားတဲ့မိဘတွေကို ကုသိုလ်ကောင်းမှုပြုလုပ်ပြီးအမြတမ်းပေးဝေရမှာဖြစ်ပါတယ်။ပင်ကလောဝါဒတုံမာလာတဲ့သာသမီချင်းဝငါးပါးထဲမှာလဲလူမြဝေ၍ဆိုတဲ့အချက်ပါတာကြောင့်ကွယ်လွန်သွားတဲ့မိဘတွေကိုယေစုပြီးကုသိုလ်ကောင်းမှုပြုလုပ်၍အမြတမ်းပေးဝေခြင်းဟာဘဝတစ်ပါးပြောင်းရွှေ့သွားတဲ့မိဘတွေကိုယေစုဆက်တာပဲဖြစ်ပါတယ်။ ဒါကြောင့်ပယ်လွန်သွားတဲ့မိဘကိုကျေးဇူးဆက်မယ်ဆိုရင်ကုသိုလ်ကောင်းမှုပြုလုပ်ပြီးအမြတ်တမ်းပေးဝေ၍ကျေးဇူးဆက်ယုံကလွဲလို့ဘာမှမရှိဘူးလို့ပြောကြင်ပါတယ်။မှန်မှန်ပါဘူးဖေယား။သာသနာမှာသီလရှင်လဲသာသနာအတွက်ထိခိုက်မှုမရှိပါဘူးဖေယားတဲ့။ဘာသာခြားတက္ကະတက္ကမတွေကပဲဖြစ်စေဗုဒ္ဓဘာသာဝင်တက္ကະတက္ကမတွေကပဲဖြစ်စေ သီလရှင်တစ်ပါးပါးကမတင့်တော်တာကိုလုပ်နေမယ်ဆိုရင်တခြားဘာသာရဲ့အမိနာမကိုခေါင်းစဉ်တက်ပြီးအပြစ်ပြောမလားဗုဒ္ဓဘာသာဆိုတဲ့အမိနာမကိုခေါင်းစဉ်တက်ပြီးအပြစ်ပြောမလားစဉ်းစားကြည့်ပါနော်ဗုဒ္ဓဘာသာဆိုတဲ့အမိနာမကိုပဲခေါင်းစဉ်တက်ပြီးအပြစ်ပြောမှာပါဒါကြောင့်သီလရှင်တွေနဲ့လည်းသက်ဆိုင်ပါတယ်နော်သီလရှင်ကဘိက္ခုနီ အစာထိုးလို့လည်းမရပါဘူးတဲ့ ဒါကတော့တကားတော့နားလည်မှုလွဲတာပါဦးစင်းကတိလရှင်တွေကိုဘိက္ခုနေမတွေလို့ပြောတာမဟုတ်ဘူးเนาะအမျိုးသမီးတွေဟာဘိက္ခုနေမဝိချင်ကြတဲ့အတွက်ဘိက္ခုနေမသာသနာမရှိတော့တာကြောင့်ဘိက္ခုနေမနဲ့စင်တူပုံစံလုပ်ပြီးတိလရှင်ဝတ်ပြီးတော့ပရိယပရိပတ်တာဝန်တွေကိုထမ်းဆောင်ကြပါတယ်ယနေ့သာတင်တိုက်တွေရိတ်တာတွေမှာလေတိလရှင်တွေဟာ သာသနာတာဝန်ကိုထမ်းဆောင်နေကြတာတွေရှိပါတယ်။အဲ့ဒါကိုကြည့်ပြီးတော့ဘိက္ခုနိမတွေရဲ့နေရာမှာသီလရှင်တွေအစာထိုးပြီးဝင်ရောက်လာတယ်လို့ပြောတာပါ။သီလရှင်ဟာသီလရှင်ပါဘိက္ခုနေရာဘိက္ခုနေပါမတူပါဘူးเนาะ။ဘိက္ခုနေကဖယားရှင်ခက်ကစဉ်သက်လာတာမဟုတ်ပါဘူးဖယားတဲ့။အဲ့ဒါတော့တကားတော့အကြီးအကျယ်လွဲသွားပြီเนาะ။မိရွေးတော်ဂေါရမီရဲ့တောင်းပန်မှုကြောင့်မြတ်စွာဘုရားရှင်ကိုတော်တိုင်က ဂရုတန်၈ပါးကိုပြဋ္ဌာန်းပြီးဘိက္ခုနီသာသနာကိုခွင့်ပြုခဲ့ပါတယ်။ဒါကိုလည်းပဲစာတက်ပေတဲ့ယဟန်တန်ဃာတော်တွေလည်းသိတယ်လို့ဘာသာရေးလိုက်စားကြတဲ့တရားဒဂမတွေလည်းသိပါတယ်နော်။ဒါကြောင့်တရားတော်ဒီအချက်ကိုလည်းသတိထားသိကြပါတယ်။နောက်တိုင်း၄တိုင်းထဲမှာသီလရှင် မပါပါဘူးဖရာတဲ့။ဒါကတော့တရားတော်ရဲ့ခံယူချက်ပါနော်။ဥစဉ်ဘာမှပြောစရာအကြောင်းမရှိပါဘူး။အခုလိုမျိုးဥစဉ်ကိုထောက်ပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်เนาะဥစဉ်အနေနဲ့ပြန်ပြီးတော့ရှင်းပြရတာဟာဒကာတော်ရဲ့ထောက်ပြချက်ဟာလွဲနေတဲ့အတွက်ကြောင့်ပြန်ပြီးတော့ရှင်းပြရခြင်းဖြစ်ပါတယ်ရမပါလေဖုံဖုံဖေယတီးခန့်ခြင်းဟာအောင်မြင်ခြင်းဟုဖေယဟောခဲ့တာလားဖေယတဲ့ဟောခဲ့တာပေါ့เนาะခန္တီပရမန်တပ်ပေါ်တိဋ္ဌိခာတီးခန့်ခြင်းသည်မြတ်သောအကျင့်လို့ဖေယရှင်ဟောကြားခဲ့ပါတယ်ဖေယရှင်ကိုတော်တိုင်ကလည်းပဲ တီးခံပြီးအရာရာကို အောင်မြင်တော်မူခဲ့ပါတယ်။ဒါကြောင့်တီးခံခြင်းဟာအောင်မြင်ခြင်းဆိုတာမှန်ပါတယ်။အောင်မြင်ခြင်းလို့တီးခံရင်ငရေကြီးပါသလားဖေရားတဲ့။တီးခံလို့ငရေကြီးတယ်ဆိုတာတော့မရှိပါဘူး။သို့တော့တီးခံတာနဲ့ကြောက်တာ၊ကြွေးပြားဖို့တော့လိုပါတယ်။မတုတ်ပြန်တဲ့မတုတ်ပြန်ထိုက်တဲ့အရာကိုမေတ္တာရှိထားပြီးမတုတ်ပြန်ပဲစိတ်စိတ်နေခြင်းဟာတီးခံခြင်းဖြစ်ပါတယ်။တုတ်ပြန်တဲ့တုတ်ပြန်ထိုက်တဲ့အရာကို မတုတ်ပြန်ပဲစိတ်စိတ်နေခြင်းဟာကြောက်တာဖြစ်ပါတယ်။ဒါကြောင့်တုတ်ပြန်တဲ့တုတ်ပြန်ထိုက်တဲ့အရာကိုတုတ်ပြန်ဖို့လိုပါတယ်။တုတ်ပြန်တဲ့ဆိုတဲ့နေရာမှာလည်းပဲတရားနဲ့အညီတုတ်ပြန်ဖို့လိုပါတယ်။တိဋ္ဌိတွေကမြတ်စွာဘုရားကိုသူတို့နဲ့အတူတကူပြိုင်ဖို့စိန်ခေါ်ပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားဟာဤခံမနေပါဘူး။တိဋ္ဌိတွေကို တကူပြိုင်ပြီးတရားနဲ့အညီတုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်အောင်မြင်ခြင်းတဲ့ဆိုရင် ီးခံတဲ့တီးခံထိုက်တဲ့အရာကိုတီးခံပြီးတီးမခံတဲ့တီးမခံထိုက်တဲ့အရာကိုတရားနဲ့အညီတုံ့ပြန်ရမှာဖြစ်တယ်လို့ပြောကြင်ပါတယ်အရှင်ဖရာနတ်တွေကို ပူဇော်ကောင်းလားဖရာအပန်းမကြီးရင်ဖြေပေးတော်မူပါဖရာတဲ့သူပြောတဲ့နတ်တွေဆိုတာက38မင်းနတ်တွေကို ပြောတာဖြစ်ပါလိမ့်မယ်နော်လုံးဝမပူဇော်ကောင်းပါဘူးရာဇအပရိဟာနိယဓမ္မ9ပါးထဲမှာဗလိနတ်စာတင်ချင်းဆိုတာကို မြတ်စွာဘုရားဟောကြားထားပါတယ်။အဲ့ဒီအချက်ကိုကြည့်ပြီးတော့တချို့ကတွေ့တယ်မလားမြတ်စွာဘုရားတောင်မှနတ်တွေကိုပူဇော်ခိုင်းတယ်ဆိုပြီးပြောဆိုနေကြပါတယ်။မြတ်စွာဘုရားကဗလိနတ်စာတင်ခိုင်းတယ်ဆိုတာဟာဒါနပြုခိုင်းတာဖြစ်ပါတယ်။ဒါနပြုတာနဲ့ပူဇော်တာ လုံးဝမတူပါဘူး။ပူဇော်တယ်ဆိုတာကဘုရားတရားတန်ခါမိဘဆရာနဲ့တီလာရှိတဲ့သူတွေရဲ့အပေါ်တယုတ်တသိလှူဒန်းခြင်းကိုပြောတာဖြစ်ပါတယ်။ ဒါနပြုတယ်ဆိုတာကတော့တာမင်ညပေးကမ်းစွန့်ကြဲခြင်းကိုပြောတာဖြစ်ပါတယ်38မင်းနတ်တွေကိုတာမင်ညပေးကမ်းစွန့်ကြဲ၍ဒါနပြုခြင်းကတော့လောကောင်းပါတယ်အဲ့ဒီလိုမှမဟုတ်ပဲတယုတသိပူဇော်မယ်ဆိုရင်တော့တရဏဂုံပြည့်ချင်းတရဏဂုံညွှန်းလွှမ်းခြင်းတွေဖြစ်နိုင်တာကြောင့်မပူဇော်ကောင်းဘူးလို့ပြောကြင်ပါတယ်အရှင်ဖေယတပည့်တော်မကထိုင်းကမှုမြန်မာပြည်အချိန်နဲ့나ယီဝက်กว่าပါတယ်ဖေယျ မြန်မာပြည်အာယုံတက်ချိန်ပဲကဲ့ရတာဟုတ်လားဖေဟာတဲ့အာယုံဆိုတာကအရုဏဆိုတဲ့တရားကလာတာဖြစ်ပါတယ်အရုဏဆိုတာက ရှည်ဥစွာတက်လာသော နေဤအလင်းရောင်လို့အဓိပ္ပာယ်ရပါတယ်တိုင်းတစ်ပါးရောက်နေတဲ့သူတွေအတွက်လအလိုက်အာယုံတက်တာကိုမှတ်သားရတာခက်နေမယ်ဆိုရင် မနှက်မိုးလင်းတာနဲ့ကြည့်လိုက်ပါ ကြည့်လိုက်လို့အရှိဘက်ကနေရောင်တန်းလာပြီဆိုရင်အာယုံတက်ပြီမို့ အာယုံဆုံးကတ်လို့ရပြီဟုမှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖရာအခုတလောတက်တော့ပေါ်မှာကိုရင်တွေဥစဉ်တွေမေတိလရှင်တွေကခုံပျော်မြူးနေကြတာသာသနာကိုဖြည့်ဆည်းနေကြတာကိုဆုံးမပေးပါအောင်ဖရာတဲ့။အဲ့ဒါကဥစဉ်တို့ပြောလို့မထီရောက်ဘူးနော်။ခိုးအရင်တုန်းကလည်းဥစဉ်ပြောခဲ့ဘူးပါတယ်။အခုလည်းတစ်ခါတည်းရမှာဥစဉ်ပြောတာတွေရှိပါတယ်နော်။ အဲ့ဒီကိစ္စကဥပဒေနဲ့အညီဆောင်ရွက်မှဖိရောက်မှာဖြစ်ပါတယ်ဘယ်လိုဆောင်ရွက်ရမလဲဆိုရင်ဥပမာမိမိနေတဲ့အရက်မှာကိုရင်တပါးဦးစင်တပါးသို့မဟုတ်သီလရှင်တပါးပါကတစ်တော့ပေါ်မှာကခုန်ပြီးတချင်းဆိုတာတွေလုပ်နေမယ်ဆိုရင်ကြီးဝါတန်ခါနာယကကိုတန်ကြားပြီးဥပဒေနဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့ဒီလိုဆောင်ရွက်ခြင်းကပူပြီးဖိရောက်ပါတယ်နော်ဦးစင်တို့ပြောတာကဖိရောက်မှုနည်းပါတယ် တကယ်သာသနာတော်ကိုချစ်တယ်ဆိုရင်အဲ့ဒီနေ့တိုင်းဆောင်ရွက်ပါလို့ပြောကြပါတယ်နော်ယဟန္တာအပေါင်းတို့မရနိုင်အပ်သောတိမြင်နိုင်စွမ်းဉာဏ်တော်ကိုဖျားရှင်သာတိရှိရနိုင်တယ်ဆိုတဲ့ဉာဏ်တော်ကိုတိရှိလိုပါ၏အရှင်ဖျားဖြေးချပေးပါဖျားတဲ့တပ်ပြီညွတ်တဉာဏ်တော်ကို ပြောတာပါနော်မြတ်စွာဘုရားသည်တစ္ဆာလေးပါးကိုသိတယ်လို့ ယဟန္တာတွေလည်းမြတ်စွာဘုရားဤဤဘေးလမ်းပြဟောပြောမှုကြောင့်တစ္ဆာ၄ပါးကိုသိကြပါတယ်မြတ်စွာဘုရားနဲ့ယဟန္တာတစ္ဆာ၄ပါးသိတာချင်းတူပါတယ်မတူတာကတော့မြတ်စွာဘုရားသည်အလုံးစုံကိုသိတဲ့တပ်ပေညွတ်ညံကိုရရှိပါတယ်ယဟန္တာတွေကတော့အလုံးစုံကိုသိတဲ့တပ်ပေညွတ်ညံမရရှိပါဘူးတန်ဃာတော်နဲ့ဖုံးနဲ့ကဘာဆိုင်ပါလဲဖရာတဲ့ ယဟန်တွေဖုံးမကန်ရဘူးဆိုတဲ့တားမြစ်ချက်ရှိတယ်ဆိုရင်သိခါဖို့ထောက်ပြပေးပါနော်အခုလိုမျိုးတက်တော့ပေါ်မှာဓမ္မအတိတရားတွေဟောပြောနေတာကိုပေါ့ကျင့်ဝတ်နဲ့ညီပါသလားအရှင်ဖုရားတဲ့ယဟန်တွေစောင့်ထင်းရတဲ့သိခါဖို့ထဲမှာတက်တော့ပေါ်မှာတရားမဟောရဘူးဆိုတဲ့တားမြစ်ချက်မရှိဘူးနော်ဒါကြောင့်ကျင့်ဝတ်နဲ့မညီစရာဘာအကြောင်းမှမရှိပါဘူး တရားဟောတယ်ဆိုတာကအသိဉာဏ်ကို ပေးတာဖြစ်ပါတယ်။အဓိကကတော့လူတွေအသိဉာဏ်ပွင့်လင်းသွားဖို့ပဲလိုပါတယ်နော်။မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာ၊အစ္စလာမ်ဘာသာ၊ဟိန္ဒူဘာသာဆိုပြီးဘာသာကြီး၄မျိုးရှိပါတယ်။အဲ့ဒီဘာသာတွေဟာ ဖုံးတွေမပေါ်ခင်ကာလတုန်းကသူတို့နီးသူတို့ဟန်နဲ့သာသနာပြုကြပါတယ်။ဖုံးတွေပေါ်ပေါက်လာတဲ့အခါမှာတော့ သူတို့ရဲ့အဆုံးအမတွေလူတွေစီအမြန်ရောက်ဖို့အတွက်ခင့်နဲ့အညီဖုံးကိုသုံးပြီးသာသနာပြုကြပါတယ်။အဲ့ဒီလိုတခြားဘာသာဝင်တွေကခင့်နဲ့အညီသူတို့ရဲ့အဆုံးအမတွေလူတွေစီရောက်ဖို့အတွက်သာသနာပြုနေတဲ့အချိန်မှာဥစဉ်တို့ဗုဒ္ဓဘာသာဝင် ဖုံးကြီးတွေကကိုရှိရောက်လာတဲ့လူကိုပဲတရားဟောပြီးရှေးယိုးတိုင်းသာသနာပြုရမယ်ဆိုရင်နောက်အနှစ်90လောက်ကြာတဲ့အခါမှာဗုဒ္ဓဘာသာပျောက်သွားလိမ့်မယ်နော် ဒါကြောင့်သာသနာပြုတဲ့အလုပ်ကိုလုပ်တဲ့နေရာမှာလည်းခင်းတဲ့အညီသာသနာပြုတတ်ဖို့လိုတယ်။နားလဲပါစေနော်။သာသနာပြုတယ်ဆိုတာကိုလည်းရှင်းပြပေးတော်မူပါဖေရားတဲ့။သာသနာဆိုတာကအဆုံးအမကိုပြောတာဖြစ်ပါတယ်။ဘယ်သူရဲ့အဆုံးအမကိုပြောတာလဲလို့မေးရင်မြတ်စွာဘုရားရှင်ရဲ့အဆုံးအမကိုပြောတာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့အဆုံးအမတရားတော်များကိုကိုယ်တိုင်လေ့လာသင်ကြားပြီးကြင်ကြံကြိုးကုပ်အားထုတ်၍တခြားလူတွေကိုလည်းပြန်လည်သင်ကြားပို့ချပေးခြင်းဟာသာသနာကိုပြန်ပွားအောင် လုပ်ရာရောက်တဲ့အတွက်သာသနာပြုတာဖြစ်ပါတယ်။ယနေ့ခေတ်ကကတော်ပွဲတစ်လုံးထိုးပြီးတော့သာသနာပြုဆိုပြီးလုပ်နေကြတာရှိပါတယ်။ကတော်ပွဲထိုးပြီးသာသနာပြုလို့မရပါဘူး။တကယ်သာသနာပြုခြင်းတယ်ဆိုရင် ဖျားရှင်ရဲ့အဆုံးအမတွေကို ကိုယ်တိုင်လေ့လာတင်ကြားပြီးသူတစ်ပါးတို့ကိုပြန်လဲဟောပြောတင်ကြားပြသခြင်းလုံးမှသာတာသနာပြုရာရောက်ပါတယ်ဒါဟာတာသနာပြုခြင်းပဲဖြစ်ပါတယ်